ငလင်လှုပ်လို့လုံမန်းတော့မသိတဲ့ငါဘဝနော်အဲ့လောက်ထိငါဘဝအေးချမ်းနေအဲ့ဒါပါလေတိလားငါတိုင်းပြည်နဲ့နိုင်ငံလူမျိုးပေါ်မှာအဲ့တော့တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်လေးဟိုအေးထွန်းမြတ်နိုင်အချောင်းမတို့အင်ပါလာကွမ်ဘော်မချောက်တချောက်တို့ကွမ်ဘော်တို့နော်မင်းတို့ဒီချိန်မှာလက်နက်ကိုင်ဘုံမလုံးနဲ့နော်ငါတို့တပ်မတော်သားတွေတပ်မတော်သားမိသားစုတို့ပေါ်မှာနော်အေးချမ်းစွာနေတဲ့ညီနဲ့ပြည်သူလူထုအပေါ်မှာထားတဲ့ငါရဲ့စိတ်ထားကြောင့်ငါကမလင်လောက်တာတော့မသိတဲ့ဘဝဖြစ်သွားတယ်နော် အဲ့လောက်ပဲမင်းတို့ကိုပြောပြမယ်မင်းတို့နဲ့ငါနဲ့ကဖုံးကံမတူဘူးအဲ့တော့မြမပီကြီးကက်ကြီးသုံးပေါင်းအများဆုံးကြော်လွားနိုင်ပါစီပေါ့နော်ကျွန်တော်တို့ဟိုဒါတော့အကြီးစရာလေးပေါ့တလောကလုံးလမ်းဘေးရောက်သွားမယ်လို့ပါလို့အခုကျတော့တကယ်ကိုလမ်းဘေးမှာချမ်းသာတာတွေဆင်းရဲတာတွေနီးရာတွေစိမ်းတာတွေနော်မဲတာတွေနဲ့မဆိုင်ဘူးဗျနော်အကုန်လုံးလောကပါလာ တရားကဆုံးမလို့ရှိရင် ဘသူမှမခံနိုင်ဘူးเนาะမခံနိုင်ဘူးကြည့်လိုက်စကိုင်းတို့အခုဖြစ်တာမန္တလေးတို့ကိုယ်နိုင်ငံနဲ့လူမျိုးချစ်တဲ့စိတ်တစ်ခုသာဒီမန္တလေးမြို့ကြီးကိုဒီလိုတော့ကျုံးနေဖြစ်သွားတာကိုမျက်ရည်ကြားမိတယ်เนาะကျွန်တော်တို့ရဲ့ရင်ထဲနှလုံးသားထဲမှာရှိနေတာကိုချင်းစာနာတရားစိတ်เนาะအဲ့တော့ပြောချင်တာကတချို့ကပြောတယ်ဒီနဲ့ဒီလိုဒီအချိန်ထိတောင်မှလူကလူလိုမသိကြသေးဘူးเนาะလူကလူလိုဘယ်လိုမသိလဲဆိုတော့လူတွေကဘယ်လိုမသိလဲဆိုတော့လူတွေကအာ ဦးမေအောင်လိုင်းမကောင်းတဲ့မင်းကောင်းမင်းမင်းမြတ်တွေအုပ်ချုပ်လို့ပါလို့ ਨੇ ခမ ्या တို့တဲ့အုံတော်တဲ့မှာကြုတ်အမြဲတမ်းပြောတယ်မွေးရမှာချက်မပြေဘူးခေါင်းထဲမှာချီးပဲရှိတယ်ဗမာလူမျိုးအနေနဲ့ခမ ्या တို့တော်တော်ကိုရှက်တင်တယ်ခမ ्या တို့အောက်တန်းသားစကားတွေကအခုချိန်မှာအဲ့ဒီအောက်တန်းသားစကားတွေတုံးတုံးနေမဲ့စာကိုယ်နိုင်ငံကိုယ်လူမျိုးကိုနော်ဘယ်လိုကူညီရမလဲဒီလိုကက်ကြီးသုံးပါဖြစ်နေတဲ့အချိန်မှာနော်ငါဘာတတ်နိုင်တာငါဘာလှုပ်ပေးရမလဲဆိုတဲ့စိတ်မတွေးဘဲနဲ့ ဦးမင်းအောင်လိုင်းအုပ်ချုပ်လို့တယ်ဦးမင်းအောင်လိုင်းအုပ်ချုပ်လို့ဦးမင်းအောင်လိုင်းဘာမှမဖြစ်ဘူးလက်ရှိဖြစ်နေတာပြည်သူလူထုဖြစ်နေတာလူဆိုတာကကောင်းတဲ့စိတ်ကိုမွေးရမှာနှလုံးသားလှလှထားရမှာနော်ဦးမင်းအောင်လိုင်းဦးမင်းအောင်လိုင်းအုပ်ချုပ်လို့အခုလိုဖြစ်နေဆိုဦးမင်းအောင်လိုင်းဘာဖြစ်လို့လဲအဲရိုးရီကဦးမင်းအောင်လိုင်းအုပ်ချုပ်တာလားတရုတ်ပြည်ကဦးမင်းအောင်လိုင်းအုပ်ချုပ်တာလားလာအိုကဦးမင်းအောင်လိုင်းအုပ်ချုပ်တာလားကိုဘွားကိုကိုလေကိုဘလိုမျိုးစိတ်နေစိတ်ဓာတ်မျိုးနဲ့ကိုနိုင်ငံကိုတိုင်းပြည်ကိုလူမျိုးပေါ်မှာဘလို့ထားလဲဆိုတော့ကိုရဲ့စောက်သုံးမကြတဲ့အတွေးခေါ်ကိုမတွေးပဲနဲ့ ဟိုလူလိုက်ဝေမှန်ဒီလူပုတ်ခတ်ဘာဖြစ်တယ်ဟိုကသွားပြောဟိုကဘာမှမဖြစ်ဘူးနေနေရတယ်ရှင်းလားဖြစ်နေတာလက်ရှိเนาะမင်းတို့ကောင်းသူကဲမကောင်းသူကဲနိုင်ငံကိုနိုင်ငံဒီလူမျိုးဖြစ်တာတော့ကိုယ်စိတ်ထဲမှာတော့ဘာမှတော့မပြောလို့ပါဘူးဒါပေမဲ့လူတွေကဟိုလူကိုလွှဲချဒီလူကိုလွှဲချကိုဘာလုပ်ရမလဲဆိုတာမစင်စားဘူးအဲမင်းတို့မန္တလေးမြို့တမျိုးလုံးအဲ့မှာဖြစ်ပြက်နေတာကြမ်းလူတွေအခုကြမ်းဘုံလုံးခွေးထဲမှာနေပူကြီးထဲမှာဘဘူးနေရဲတဲ့အိမ်တွေကိုညဘဘူးအိမ်ရဲတဲ့လမ်းဘေးမှာ ဒီဟာတွေကိုတင်နန်းသာယူမယ်မရှိဘူးကိုယ်နိုင်ငံကိုယ်လူမျိုးတွေဒီလိုဖြစ်ပြနေတဲ့အရာကိုအခုချိန်ထိနော်ဝါရာမိုင်းတိုက်တုံးနော်နိုင်ငံရေးနားမလဲတဲ့စောက်ပေါးတွေစောက်ပိန်းတွေနေပိန်းနဲ့လပိန်းတို့ချီပရိန်းတွေနော်မင်းတို့နေပိန်းတွေဖြစ်တည်လာမှုကအခုမြန်မာနိုင်ငံကြီးလိုက်မင်းတို့ဖျားရတာခွင်းလို့မှာဖျားရတာခွင်းလို့မှာနော်မင်းတို့လောကပါလာတရားကခွင့်မလွတ်ဘူးတိလား မင်းတို့မိဘကိုပြန်ဆဲဘုန်းတော်ကြီးတွေကိုပြန်ဆဲနော်ကိုတဲ့အသက်ကြီးမားတဲ့လူတွေကိုတက်ဖြက်ငါနဲ့မတူငါရန်သူဆိုပြီးဒလန်ဆိုပြီးတော့ဆွဆွဲနော်ဖရာမတရားမမသိတဲ့တီတကူဆရာတော်ဘုရားကြီးတို့လို့မင်းတို့အခုလောကပါလာနတရားပါမင်းတို့ဝိုင်းဖြက်ပြီးဟမ်အခုဘလို့ဖြစ်လဲပြီလဲတလောကလုံးခုမန္တလေးမှာလမ်းပေးရောက်နေပြီဘလို့လောက်ကြမလဲလားဘလို့လောက်ကြမလဲတလောကလုံးလည်းပဲဆင်းရဲတဲ့လူကိုချမ်းသာတဲ့နေပူကြီးထဲမှာအခု မြင်လို့ကောင်းလားဟမ်အကြောက်တရားနဲ့ဘယ်သူမှမနေရဘူးဘယ်သူမှမအိပ်ရဘူးဘလုံးခွင်းလို့ခွင်းအောင်ကြီးထဲမှာပူတူနေတဲ့ထဲမှာဟမ်ဒီအချိန်မှာအစစ်ဘဘယ်သူမှခမားတို့နိုင်ငံတော်ရဲ့ပေါ့နော်လက်ရှိအစိုးရနဲ့လက်တွဲပြီးတော့မှခမားတို့နော်အဲ့ဒီဝါရီ MNDA တွေ DNL တွေ KNU တွေ KIA တွေခမားတို့လူသားစိတ်လူစိတ်မွေးဖို့လိုပြီး PDF တွေပေါ့နော် နိုင်ငံရေးအခုကဲဘာဖြစ်ပြီလဲစီရီတန်းစီပြီးငါမနေ့ကပြောလို့ဟိုတနေ့ကပြောလို့မရှိသေးတယ်စီရီတန်းစီပြန်ပြီးဖြစ်ပြန်ပြီးဟုတ်ဟမ်ဒီတိုင်းပြီးနောက်တဲ့10နှစ်နောက်တဲ့အနှစ်20လောက်နောက်ရောက်သွားပြီအဲ့ဒါဘာလို့လဲအစိုးရကြောင့်မဟုတ်ဘူးမင်းတို့မွေးရပါကြက်မပြေတဲ့နိုင်ငံရေးကိုနားမလဲတဲ့ဒီပိနေကြောင်ဒီပေါ်နှစ်ပိလုံးချီပရိတ်လေးအမင်းတို့အခု PDF လာခဲ့လားမင်းတို့အော်တန်းသားအော်တန်းသားစိတ်နဲ့နော်ကောက်ချစ်တယ်ရုပ်မာတယ်မိုက်ရိုင်းတယ်နော် ကိုနိုင်ငံကိုလူမျိုးကိုအချင်းချင်းကိုတတ်ကြတယ်ကိုဘာသာသာသနာကိုစော်ကားကြတယ်ဘာသာမဲ့တွေနေကြတယ်ဒါဗုဒ္ဓဘာသာနိုင်ငံငါတို့ကတော့လာမပြောနဲ့ငါတို့ကအေးအဲ့ပြောနော်မင်းနာမည်ကဘာလဲရိုဇာမင်းနဲ့စေစိုးရကြောင်းနဲ့ဟုတ်လားစေစိုးရအခုဘာဖြစ်လို့လို့ဘာမှဖြစ်မသွားဘူးပြည်သူတွေဖြစ်နေတာအခုမင်းတို့ဒီအချိန်မှာလက်နက်တွေရက်သင့်ပြီမင်းတို့တွေတော့ဒီတိုင်းပြီးပြတ်တော့မှာမင်းတို့လက်နက်ကင်တဲ့ကောင်တွေကအကုန်လုံးအဖြတ်အမောက်လောက်တာ င်းတို့ PDF တွေလာပြီးလီးကိုလာပြီးမှာမင်းတို့ PDF တွေဘယ်အဆောက်ဆန်နဲ့ပြင်မလဲမင်းတို့ကအစိုးရတရားဝင်ဆိုးရလာလာပြီးစောက်စာမတက်ပြင်မတက်တဲ့ငလင်လောက်တာဟိုးတဲ့ဘုံကျဲစရာလာတဲ့နော်အေးမင်းတို့လိုလူမျိုးတွေရှိဒီတိုင်းပြည်ထပ်ပြောင်းမှာစော်ဘုံရင်းတို့လိုကောင်မျိုးငလင်လောက်တာတော့မသိဘူးရှင်းလားမနေ့ကဗန်မွေးကိုရောက်နေတာရှင်းလားငလင်လောက်တဲ့ငလင်လောက်တဲ့အခုစကိုင်းတရားကြီးဟောင်းကြီးပြတ်ကျသွားပြီပြောလို့ဟာမန္တလေးဒီလိုပြောဟာဘာဖြစ်ကုန်လာတော့ဘောဖုန်းထဲမှာကြည့်ရတချို့ကလည်းစိုးရင်တော့ ကိုတော်ဘုံရဲ့ကိုတော်ဘုံရဲ့အစဉ်ပြေလားနေကောင်းကျမ်းမှရှိလားဆိုတော့ဟာကျွန်တော်နေကောင်းပါလေကျွန်တော်ဘာဖြစ်လို့လဲဆိုကိုကမသိဘူးကားမောင်းနေတော့ဘုံကမကြည့်မကြည့်မိဘူးမဟုတ်လေငလင်လုံးနေမြန်မာတိုင်းနိုင်ငံလုံးနဲ့နေပြီးတော့မန္တလေးရောမန္တလေးဆိုကိုုံပြီးတယ်ဟာဟုတ်လားဆိုမှကြည့်မှကိုကငလင်လုံးတာတော့မသိဘူးနော်အေးအဲ့ဒါမင်းတို့အဲ့ဆိုမင်းတို့လို့ပြောမယ်ဆိုလေဒေါ်စုကြည်ကြောင်းကွာငါလည်းပြောမယ်ခဲ့ဘာဖြစ်လို့ဦးမေအောင်လာအခုအပြင်မှာမင်းတို့ဒေါ်စုကြည်ကထောင်ထဲမှာမင်းတို့ဒေါ်စုကြည်ရှိနေသေးတယ်ဒီမြန်မာပြည်က နော်တခါတည်းသေသွားမှာနောင်ရုံမဲ့အဲ့ငလင်တန်ထဲမှာအဲ့ဒေါ်စုကြည်နေတဲ့နေရာငလင်လှုပ်တော့လှုပ်သွားမင်းတို့လိုအဲ့လိုတစ်ဖက်ပိတ်နဲ့ပြောကြမယ်ဆိုရင်ငါတို့လည်းပြန်ပြောတယ်ကွာဒေါ်စုကြည်ကြောင့်ကဲမင်းတို့ဘာပြောမလဲဒေါ်စုကြည်ကြောင့်ငလင်လှုပ်တယ်လို့ပြောရင်မင်းတို့ဘာပြောမလဲအောက်တန်းစားတွေအမျိုးရုပ်တွေနိုင်ငံရေးနားမလဲနော်ကိုယ်နိုင်ငံခြေတဲ့စိတ်တိုင်းပြည်ခြေတဲ့မျိုးကိုယ်နိုင်ငံကိုယ်လူမျိုးတလောက်ဒုက္ခရောက်နေတာငါတို့ကသွားလူမှာမင်းတို့လိုင်းအောင်မှာတွေ့ရလိမ့်မယ်တဘာဝပဲငလင်လှုပ်တာငလင်လှုပ်ငလင်ကိုဦးမဲအောင်လိုက်အုပ်ချုပ်တာလားလို့ မင်းတို့လိုအောက်တန်းသားတွေဖုံးကြီးဖုံးကြီးမှမသိဘုရားဘုရားမှမသိမိဘမှမသိနော်ကိုနဲ့မတူကိုငါနဲ့မတူငါ့ရဲ့တူပဲဟိုလူလိုက်တတ်ဒီလူလိုက်တတ်မင်းတို့တွေကြောင့်လောကပါလာနဲ့တရားဇဗုဒ္ဓဘာလက်ရတောင်ကျွန်းဆိုရဲမြို့တိုင်းပြည်ဒီတိုင်းပြည်ကဘယ်တော့မှမပြတ်ဘူးမင်းတို့လူတွေပဲပြတ်သုံးသွားမှာစိတ်ကောင်းနှလုံးကောင်းထားမယ်မကြမ်းဟိုလူလိုက်တိုက်ခိုက်ဒီလူလိုက်ဝေဖန်နဲ့မင်းတို့လိုပြောလိုက်မယ်မင်းတို့ဒေါ်စုကြည်ကြောင့်လှုပ်တာကွာငလျင်အဲ့ဒါမင်းတို့ငါပါပြောမယ်ဟမ်မင်းတို့ဒေါ်စုကြည်မင်းတို့ တော်စုကြည်မင်းတို့တော်စုကြည်မင်းတို့အခုထောင်ထဲမှာတော်စုကြည်နေရနေရမှာတခါလေးလှုပ်သွားအနာအေးသွားအဲ့တော့တိုင်းရင်သားနဲ့နှက်ခိုင်ခေါင်းဆောင်လေးဟိုအေးထွန်းမြတ်နိုင်အချောင်းမားတို့အင်ပါလာဂွမ်ဘော်မှာ၆တချောက်တို့ဂွမ်ဘော်တို့နော်မင်းတို့ဒီအချိန်မှာလက်နဲ့ကင်ဖို့မလုပ်နဲ့ငါတို့နိုင်ငံငါတို့တိုင်းပြည်ကကြီးသုံးမဖြစ်နေတဲ့အချိန်မှာမင်းတို့အောက်တန်းသားစိတ်တွေမမွေးနဲ့တော့နော်တဘာဝကပ်ဘေးရတမျိုးမင်းတို့ကောင်းတွေရတမျိုး နော် PDF ကလည်းအခုချိန်ထိနားမလည်ဘူးဒီလောက်ပြောနေတာ哦ကိုတိုင်းပြည်ကိုနိုင်ငံကိုလူမျိုးဒီလိုဖြစ်တာမင်းတို့ကြည့်ရလားမင်းတို့ကကိုချင်းစာနာတရားစီမှာမရှိတာမင်းတို့ကအောက်တန်းသားအောက်တန်းသားစိတ်ပဲမွေးတာ哦နော်အခုလာပြီလေပြောပြီးမှစံနေစီရီအကုံစသရအကုံသေးတို့နေတတ်တော့မယ်အဲ့ဒါလည်းဦးမေအောင်နိုင်လွှဲချအောင်မယ်နော်ဦးမေအောင်နိုင်လောက်တာဦးမေအောင်နိုင်ကြောင်းဆိုဦးမေအောင်နိုင်တကဘာလုံးသူနိုင်နေမှာပေါ့ဟုတ်တယ်မလား ဦးမေအောင်လိုင်လုတ်ခိုင်းလို့တဘာဝဘေးကြီးကလုံးရတယ်ဆိုလို့ချင်းတော့တကယ်ပါလို့ဦးမေအောင်လိုင်ကအဲ့လိုလုတ်ခိုင်းနေမှာပေါ့မကြောင်လေဟဲ့ဟမ်ခေါင်းထဲမှာသမင်းစားပြီးချီးပဲရှိတဲ့ကောင်လေဘ누구ကြောင့်မှမဟုတ်ဘူးမင်းတို့ခုနှစ်သားသမီးရာဟုသားသမီးအပါဝင်အားလုံးကနော်နိုင်ငံနဲ့တိုင်းပြည်ကိုချစ်တဲ့စိတ်မရှိလို့လူမျိုးနဲ့ဘာသာသာသနာနဲ့စာပေဒလိဒုံလန်းအစဉ်လာယူချစ်တဲ့စိတ်မရှိလို့မင်းတို့ဘလောက်အကုသို့များနေလာခွေနေကြီးလောက်တာနော်မင်းတို့ဘလောက်အကုသို့များနေလဲမင်းတို့သဘာဝတရားကြီးကဆုံးမလိမ့်မယ် အဲ့ဒါမှတ်ထားမှတ်ထားလို့နော်အခုချိန်ဒီအတီတရားမရှိတဲ့ဟုံစုမသားသမီးတွေတခါလာရင်လည်းကိုနဲ့မကြေနပ်တာနဲ့မိုင်မကြေနပ်တဲ့လူဆိုးရအောင်ဦးမေအောင်လိုင်းကြောင့်ပြောပြီးကိုကိုတိုင်းဒုက္ခခံစားနေရတာကိုမသိဘူးနားမလဲရအောင်နောက်ဆုံးကိုကဒုက္ခမခံစားရဘူးဆိုရင်တော့ကိုနိုင်ငံကိုလူမျိုးကိုတိုင်းပြည်ဒီလူမျိုးကက်ကြီးသုံးပါးကိုဖြစ်နေတာကိုအားလုံးစုပေါင်းအင်အားနဲ့ဝိုင်းဝန်းပြီးတော့မှဘလို့တိုင်းပြည်ကိုပြန်လဲထူထောင်မလဲဆိုတဲ့စိတ်မရှိဘူး ကိုကအိမ်တလုံးတော့ဖြစ်ဖြစ်မြောက်မှမစောင့်နိုင်နဲ့မစောင့်နိုင်တဲ့ကောင်တွေကတခါလာလဲဒီအစိုးရလွှဲချတခါလာလဲဒီအစိုးရမကောင်းလို့ကိုကိုတိုင်ကတော့တစ်ဖက်ဆိုင်မှာဖင်ချွတ်တက်အောင်ထိုင်ပြီးတော့မှနော်ဘလုံးပွဲလောင်းလိုက်နှလုံးထီတွက်လိုက်အသွားချလိုက် KDB သွားလိုက်နော်မင်းတို့လိုအောက်တန်းသားတွေနော်အဲ့ဒါပြီးရင်ကိုကကိုလုတ်ချင်တာလုတ်ပြီးအစိုးရမကောင်းလို့လို့လွှဲလွှဲချတဲ့အောက်ဆိုင်အောက်တန်းသားတစ်တိုက်နော်အောက်တန်းသားတစ်တိုက် အခုမင်းတို့ဘာလို့ပေးနိုင်လဲမန္တလေးမြို့